crazy season 2နဲ့အတူတူ new hero ambrosa ရောပတ်လေးတွေရော on our game မှာရောက်လာပြီမင်္ဂလာပါပရိသတ်ကြီးတို့ရေအခု season အသစ်မှာပါလာတဲ့ new hero အကြောင်းနဲ့ sprite telling system နှစ်ခုမှာပတ်လေးတွေမွေးလို့ရမယ် sprite telling system အကြောင်းကိုအရင်ကြည့်ကြရအောင်ပါပလီရီနဲ့ပတ်သက်တာတွေကြည့်ရဖို့အတွက် main lobby ကိုဗဘအောက်တောင်းကအကောင့်လေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကိုမွေးထားတဲ့အကောင့်လေးရှိတဲ့အိတ်ခန်းကိုရောက်ပါပြီ။အဲ့ဒီနေရာမှာဆိုရင်ပတ်အချင်းချင်းတိုက်လို့ရမယ့် challenge ရှိပါသေးတယ်။ ဒါပေမဲ့ဒီ challenge ကအခုဆော့လို့တော့မရသေးပါဘူး။ Surprise Telling Away Legend ဆိုတာပါပါမယ်။အဝေးလေကန်းတဲ့ကိုနှိပ်လိုက်ရင်တော့ပတ်မျိုးစုံကိုချစ်စရာနာမည်မျိုးစုံနဲ့တွေ့ရမှာဖြစ်ပါလိမ့်။ပတ်လေးတွေကိုတော့ကိုယ်စိတ်ကြိုက်ပြောင်းလို့ရမှာပါ။အဝေးလေကန်းဆိုတဲ့ဘေးမှာတော့ပတ်လေးတွေရဲ့ skin ကိုလဲလို့ရမယ့်နေရာ icon လေးရှိပါလိမ့်။အဲ့ရောက်နှိပ်လိုက်လို့ရှိရင်တော့ဖက်လေးတွေရဲ့စကင်ကိုလဲလို့ရသွားပါပြီ။ပြီးတော့ whistle ဆိုတဲ့ tag ထဲမှာဖက်လေးတွေကိုအင်ကြီးလဲပေးလို့ရပါအောင်မယ်။ပြီးရင်တော့အဲ့ဒီအင်ကြီးလေးတွေကအလကားတော့မရပါဘူး။ event test တွေလုပ်ပြီးတော့ယူရမှာပါနောက်ပြီးတော့ကြောဝစ်ဆိုတဲ့အတောင်ပံလေးလည်းရှိပါသေးတယ်ဒီအတောင်ပံလေးကလည်းအလကားမရပြန်ပါဘူး event test လုပ်ရမှာပါဘတ်ဒီဇိုင်းကိုတော့ကိုယ်စိတ်ကြိုက်ပြောင်းပြီးသွားရင်ဒိန်းစီပါကိုနှိပ်လိုက်ရင်တော့ဘတ်ပုံစံလေးကအင်ဂိမ်းမှာပါပြောင်းသွားပါလိမ့်မယ်ဒါဆိုရင်ပတ်လေးတွေအင်ဂိမ်းမှာဘလို့အလုပ်လုပ်လဲစက်ကြည့်ကြရအောင်ပါ game ဆဆချင်းမှာတော့ကူပတ်လေးကိုစင်းခေါ်လို့ရမယ်စကေး icon လေးတစ်ခုပေါ်လာမှာဖြစ်ပြီးဒီ icon လေးကိုနှိပ်လိုက်ရင်တော့ပတ်လေးရဲ့ ability ကိုရွေးချယ်ခိုင်းမှာပါ ability ရွေးပြီးရင်တော့ပတ်ကလေးပေါ်လာပါလိမ့်မယ် အဲ့ဒီကောင်လေးတွေက special ability အနေနဲ့ဂိမ်းစတာနဲ့နှစ်မျိုးတည်းကတစ်မျိုးကိုရွေးချယ်လို့ရပါလိမ့်မယ်။ပတ်တကောင်နဲ့တကောင်မှာရှိတဲ့ special ability တွေကတူမှာတော့မဟုတ်ပါဘူး။အခုကျွန်တော်ရွေးထားတဲ့ရွှေဝါဆရက်ပတ်လေးမှဆိုရင် special ability အနေနဲ့ Bubbles နဲ့ Jump Party ဆိုပြီးတော့ special ability နှစ်မျိုးရှိပါသေးတယ်။ Bubbles ကတော့ရေခဲစုလေးတွေနဲ့ပြစ်တာဖြစ်ပြီးတော့ attack speed မြန်မြန်နဲ့ပြစ်တာကိုတွေ့ရပါသေးတယ်။ Jump Party ကတော့ကိုပွားလေးတွေခွဲထုတ်ပြီးတော့ Lumen Number 7 RG လိုမျိုးပဲရွေလျားနေတဲ့ area တခုကိုဘုံလိုက်ကျဲသွားတာကိုတွေ့ရမှာပါ ။ပက်လီရီရဲ့ special ability တွေအကြောင်းကိုတော့အသေးစိတ်ဗီဒီယိုတက်တက်လုပ်ပြီးပါမယ်။ပလီရီပေါ်လာပြီးရင်တော့ကိုသွားတဲ့နောက်ကိုတောင်းလျှောက်လိုက်နေမှာဖြစ်ပြီးကိုဒမေ့ပေးလိုက်တဲ့ objective ဖြစ်ဖြစ် enemy ဖြစ်ဖြစ်ပလီရီကလည်း damage လိုက်ပေးရမှာပါတကယ်လို့ enemy က damage ပေးရင်တော့ကိုရဲ့ပတ်ကလေးကလည်းတည်သွားရပါသေးတယ်နောက်ပြီးတော့ဒီအကောင်လေးတွေကိုခေါ်ထားပြီးတော့25စက္ကန့်ကြာရင် ပြန်ပြောက်သွားမှာဖြစ်ပါသည်ကောင်ကောင်လေးတွေကတစ်ခါခေါ်ရင်စက္ကန့်120လောက်ဆောင်းရမှာဖြစ်ပါသည် ဆိုတော့120စက္ကန့်တိုင်းမှာ25စက္ကန့်လောက်ကိုဘက်ကကူတိုက်မဲ့ခွေးလေးဒါမှမဟုတ်ကြောင်လေးတစ်ကောင်ကိုစင့်ခေါ်လို့ရမယ်ဆိုတဲ့သဘောပါပဲကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်